မင်္ဂလာပါဒီနေ့တော့ AOD ငြိမ်သွားပြီเนาะနေသာထိုင်သာရှိသွားပုံရတယ်အဓိကတော့ဟိုကျွန်တော်ပြောချင်တာဘာလောက်ကြာလာလဲတော့မသိဘူးပေါ့ဗျာเนาะစီရီယာဖြစ်တော့တုံးသက်ရတာအရင်ခက်ခဲပါလားစီရီယာဖြစ်တော့ဘုံမှာလဲစေတူကြတဘုံတော့ AA နဲ့ဒီအပေါင်းပါလေးဖြစ်တဲ့ PDF အဲဒီအားလုံးတော့ပေါ့ချင်းတဘုံရခိုင်တဘုံအားလုံးဒီသူတို့မှလည်းသူတို့ပြူဟာရှိတယ်ဗျအဲ့တော့ဘာပြူဟာလဲလို့ကျွန်တော်ပြောတာတုံးသက်ရခက်ပါလေထို့သူတက်မလို့မလားတက်မလို့ပြူဟာရှိပါလေတက်မလို့ပြူဟာလဲ ဘာလဲဆိုတော့ကျွန်တော်သုံးသပ်ရခဲ့တယ်။တိုးပါတော့ညာလည်းပဲပြူဟာတစ်ခုလုံး ਨੇ ဖြစ်ပုံ ပြက်ပုံတွေကိုကျွန်တော်အနေနဲ့ဒီနေ့ပြောပြမယ်နော်။ဒီနေ့အဲအရာဝီသားတွေအေးချမ်းချမ်းအဲပြန်ပြီးဖြစ်တယ်လို့ပြောလို့ရပြီပြတဲ့ငင်သွားကြပြီ။အေးအေးတပုံကအဲပြီးခဲ့တဲ့ဒီရက်အနေငယ်လောက်ကလေဒါတိုက်ပွဲကြီးကြီးမှပေါ်ဆောင်ခဲ့တယ်။ကျွန်တော်ဒီပသိမ်မွန်ရလမ်းကြောင်းပေါ်မှာရှိတဲ့ဒီတကယ်ရွာကြီးပေါ့ဗျာနော်။ပန်တော်ကြီးကိုစီးရအဝင်ပြီးတော့ဟာသူတို့စေဝင်တိုက်တယ်။ ဲနောက်ပြောလို့ရှိရင်ဆက်ဆက်ယူရအောင်ဝင်တိုက်တယ်ပြီးတော့လို့ရှိရင်အဲ့ဒီတောင်ချေကရွာတွေဖြစ်တဲ့ဒီကျွန်တော်တို့လေခုံကြီးလေခုံလေးဝက်ကုန်းနော်စံကုန်းစသော်ရွာတွေရွာတွေအားလုံးကတော့တို့ရဲ့ဒီဘယ်ခေါ်မလဲဆိုရှင်ရိတ်ခါဖြည်တင်းရာပြီးလို့ရှိရင်ပြန်ပြီးတော့အားမွေးရာအနားယူရာနေရာဖြစ်နေတာပြီးလားအဲ့တော့အေအေကအဲ့မှာအားမွေးမယ်ပြီးတော့လို့ရှိရင်ဒီဘက်ချမ်းကိုတက်နိုင်တဲ့ညကူးလာမယ်အဲကူးလာပြီးတက်ကလည်းအတက်ကလည်းဒီဘက်ချမ်းသူတို့ကူးလာတာနဲ့ စော်တယ်စော်တဲ့ခါကျတော့အခုပြီးခဲ့တဲ့ရက်နေ့ငယ်မှာဖြစ်သွားတဲ့ဒီပန်းတော်ကြီးမှာတော့တို့အယောက်တရာကျော်ကျော်တော့တို့ကြာသွားတယ်အကြာသွားတော့တို့လည်းလုံးဝဟိုဒေသခိုင်းတာရှိသွားပုံရပါတယ်လုံးဝနောက်ဆုတ်သွားတယ်နော်နောက်တော့ဆက်ဆက်ယူရမှာလည်းပြီးခဲ့တဲ့ခါကြာမလို့တော့ဖြစ်သွားတယ်ဆက်ဆက်ယူရဆိုရင်တဲကြီးပဲကြီးလုံးတော့ဟုတ်နော်ပန်းတော်ကြီးဟောင်းလာတယ်ကျွန်တော်တို့ဒီလက်နက်ကြီးတက်ကဟိုပြစ်ကူအတွက်ပေါ့နော်ကျွန်တော်တို့အနောက်ကိုနည်းနည်းလေးဆုတ်ပြရတဲ့အတိုင်းသားအောင်ရှိခဲ့တယ်အဲထို့သူဆက်ဆက်ယူရလည်းကျွန်တော်ဆက်ဆက်တွေကပြတ်သွားတဲ့အခြေအနေရှိတော့ညာလည်းပဲအခုတော့အေးအေးများသည့် ကြာဆုံးများစွာနဲ့သူတို့ရဲ့ဒီဒေါနာတောင်ချေဒေါနာတောင်ချေဖြစ်ပါတယ်ကျွန်တော်ရိုးမတောင်ချေကတကယ်ဒီသူတို့ရဲ့ဒီရွာတွေကိုပြန်ပြီးတော့ရောက်သွားပါပြီရောက်သွားပြီဆိုတဲ့ခါကျတော့တက်ကလည်း live machine မှာကိုတက်ကလည်း bar view ဟာလည်းတော့မသိဘူးပါဗျာနော်အဲသူတို့ view ဟာလည်းစမ်းသားပါဗျာသိလားရန်သူလာမှလက်နက်ကြီးနဲ့အားရပါရဆော်တဲ့ရန်သူပြန်ပြေးလို့ရှိရင်ရန်သူကသူ့စခန်းကိုအဲဒီသူတို့ခိုးအောင်ညာရွာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကရန်သူတစ်ဖွဲ့ကရန်သူတွေရောက်ပါဗျာနော် စားရည်နေရည်ဝေးရည်မရှိဘူးရက်တည်ပုံလို့တောထဲမှာချင်းကြိုက်ဖြုတ်ကြိုက်ပြာစားဝင်နေရည်အဆင်မပြေနော်နောက်ဆုံးပိတ်အဲ့လိုမျိုးတောထဲမှာသွားနေလို့မီးလေးဖုံမိအောင်မညာပဲဆိုမီးလည်းမြင်ရပါတယ်နော်အဲ့လိုမီးမြင်အငွေထွက်လို့ချင်းအဲ့နေရာလမ်းမပြေလို့ရတယ်အခုတော့တပုံကအဲ့ဒီဟာကိုသွားဝင်နေနေတာဒါအဲ့လိုမျိုးအခြေအနေကိုရောက်ခွင့်နေနေတာဒါပေါ့နော်တပုံကအခုလက်ရှိအဲရွာဒီမှာသူကနေစရာအိမ်ကပြန်အိပ်ဖို့နေရာရှိနေတယ်ပြန်ပြီးတော့အစားစားရှာစားဖို့နေရာရှိနေတယ်ဟင်းချက်စားဖို့နေရာရှိနေတယ်ရွာတွေရှိနေတယ်လူအင်အားဖြည့်တင်းဖို့ရှိနေတယ် ဲ့တော့ခင်ဗျားတို့ view ဟာတွေကဘာ view ဟာတွေလဲဗျာเนาะတက်ခဲ့ view ဟာလေအဲ့တော့ကျွန်တော်တို့ကတော့ဒီတပုံကိုနေနေတဲ့ခါမှာဟလာထက်ချက်မကွာနဲ့လိုက်ပြီးတော့အားလုံးကိုဒါတပုံဆိုတာမျိုးဟာတပုံလောက်ကခက်ခဲနေမှသာလဲတပုံလောက်ချင်းစီပြောက်မှာဆိုတော့ကျွန်တော်တပုံလောက်ကအိပ်ဖို့ရှာအိပ်ဖို့လူတယောက်အတွက်ကလေအခြေခံ၃ရက်ဖြစ်တဲ့စားရည်နေရည်ဝေရည်အဆင်မပြေလူတယောက်ကအသက်ရှည်ဖို့တော့မလွယ်ဘူးเนาะအခုတော့တပုံကစားရည်လည်းပြည့်စုံပါဤနေရည်လည်းပြည့်စုံပါဤเนาะဝေရည်လည်းပြည့်စုံပါဤဆိုပြီးတော့ အဲ့ဒီကလေအားလုံးမှာတို့နေရတဲ့ကြောင့်မလို့တပုံလုံးကပြောတာဗောဗျအဲ့တော့တပုံကတော်ထဲမှာထားပါတော်ထဲမှာထားရင်တို့နေဖို့လည်းမရှိဘူးစားဖို့လည်းမရှိဘူးဒါပြေလျောင်နေထိုင်ရဆိုတို့ကြကြမနေနိုင်ဘူးအခုတော့တပုံကအဲ့ဒီသူစိုးမွရရွာတွေမှာလူအင်ကလည်းဖြည်တင်းလို့ကောင်းပါဗျာနော်ရိတ်ခါကလည်းကျွန်တော်တို့ထောက်ပံ့နေကြတော့မပြောတော့ဘူးဗျာနော်တနည်းအားဖြင့်ရိတ်ခါကလည်းဒီဘက်ချန်ကနေပဲစီးစင်းနေရဆိုတော့လေနော်အဲတပုံရတွေရိတ်ခါလည်းရောက်တယ်ဗျာနော်လူအင်ကလည်းရှာလို့ရတယ်ဗျာနော်နောက်တစ်ခုတို့တို့ကျင်းတဲ့ဆေးဝါးကလည်းရတယ်ဗျာဆေးဝါးကလည်းဘယ်ကရရတယ်ဆိုရင်ကျွန်တော်တို့ဒီ ဟိုမအီမင်းတုံးလားပေါ့နော်မအီမင်းတုံးလားကလည်းပြီးဆိုလို့ရှိရင်မူရီစေဝါကားကြီးကမိတာဗျာမိတာအကြီးကြီးမိတယ်နော်အကြီးကြီးမိအဲ့မူရီစေဝါကားကြီးမိတယ်ပြီးတော့ဟိုမိဖမ်းပြီးရသူကလည်းဟိုထောင်ထဲမှာခစ်တာနေပြီးတော့လူငင်းနဲ့ချင်းချင်းပြန်လို့ပြန်အောင်ဆိုလို့ကျွန်တော်အဲ့ဒီမူရီစေဝါတွေကသူတို့သုံးမယ်သုံးပြီးသူတို့အဲ့ဒါနဲ့တိုက်မှာအခုသူတို့သုံးနေတဲ့မူရီစေဝါကရိုးရှင်းလို့နေကျွန်တော်တေကန်နေလို့ရှိရင် တကယ်လို့ရှိရင်ပေးတယ်ဟုတ်လားကျွန်တော်တို့ဒီမနာမကျင်အောင်လို့မော်ဖင်အေးဒီထုံစည်းကြီးတွေဒီနိုင်ငံတိုင်းမှာပါဒီနိုင်ငံမှာဒီလိုပဲတေးလာတေးသွားတဲ့အိုက်လူဟာသူတို့တင်လို့တင်မနာမသိလိုက်တဲ့အခြေအနေမျိုးတွေအထိအဲအဲ့ဒီအဲ့လိုစမ်းနေစမ်းနေဒီမူရစီဝါကြီးရှိရအဲကမ္ဘာနိုင်ငံတွေမှာအသုံးပြုပါတယ်မြန်မာပြည်မှာလည်းအသုံးပြုပါပဲနော်မြန်မာပြည်မှာစစ်တပ်မှာလည်းဒါရှင်ဟမ်းမှာလို့အဲ့လိုရှိရင်အဲ့ဒီစီဝါတွေကိုထိုးတယ်ထိုးလို့ရှိထိုးပြီးသွားလို့ရှိရင်ဒါမြန်မာပြည်ခြေခြေလိုက်အင်ကဖြတ်တောင်းရမှာဆိုလို့ဆိုအဲ့စီဝါတွေတောင်းတယ်နော်တဘုံကအဲ့ဒီစီဝါရဲ့အဆောင်တော်တော်ရတယ် တဘုံကသူတို့စေတန်းထွက်မယ်ဟိဆိုရင်အဲ့ဒီစေဝါကိုထိုးတယ်နောက်စိတ်ကြစီးပြရယ်စေးနှမျိုးသုံးပြီးတော့ထိုးတဲ့ခါမှာခုတဘုံကမိလို့ရှိရင်နော်ခြေတစ်ဖက်ပြက်နေရအဲ့တစ်ဖက်နဲ့တက်တယ်နော်ခါလာကုန်နှမိုင်းပြက်တပိုင်းကဟာသလို့ပြီးကြီးတော်ကြီးပြနေတယ်နော်ခေါင်းခေါင်းဒီမှာလေပြက်တယ်ဆိုရင်တော့မပဲလေပြက်တဲ့ခေါင်းကရှာထိုးပြနေတယ်အဲ့လောက်ထိဟိုတဘုံကတဲကြီးမဲကြီးဒီစေးတွေရဲ့အစွမ်းနဲ့စခန်းတွေကိုတိုက်နေနော်စစ်တပ်ကဒါကြီးသုံးမှန်မျိုးမရှိဘူးဆိုလိုချင်တာကအဲ့ဒီလမ်းကလည်းဒီစေးဝါတွေကလည်းဝင်း ခင်ဗျားတို့ဒီစစ်ပွဲကဘယ်သူကဘယ်သူကိုဘာဗျူဟာတွေနဲ့တိုက်နေတာလဲအကျွန်တော်တို့ကတော့ဦးမေအောင်လည်းတစ်ခါပြောဦးတယ်မှတ်မိလားမသိဘူးအဲခင်ဗျားတို့ဖျက်သည့်ဗျူဟာနဲ့တိုက်နေပါလေဗျူဟာလည်းကျွန်တော်မသိဘူးတော်ပါတော့လည်းပဲအခုဒီခိုင်းတဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးစမ်းကြည့်တယ်ဆိုတော့ကျွန်တော်ပြောတာအလကားမဟုတ်ဘူးเนาะအခု AR တွေမှာတိုက်နေစစ်တွေမှာခင်ဗျား AR တွေသားတွေကိုသိပါတယ်เนาะအတက်ကအလာကိုစောင့်တယ်အခုတော့နောက်ဆုံးသွားပြန်ပြီပေါ့ဗျာเนาะ AR ကြီးညံ့သွားပါပြီအင်ကပူရေခဲပါเนาะအဲပြီးတော့ရှိရင်ကျွန်တော်တို့ဒီ အမ်ဆက်ဆက်ရိုးရောလည်းပုံမှန်ပြဖြစ်သွားပါပြီဆက်ဆက်ရိုးရောလည်းပုံမှန်ပြဖြစ်သွားပြီငတိုင်းချောင်းလည်းကျွန်တော်တို့ပြောရမယ်ဆိုရှင်လောလောဆယ်ရေခဲလိုပဲပြောရမှာပုံမှန်ပြန်ဖြစ်သွားပြန်ပြီနော်နောက်ထပ်မြန်အောင် AAC ပြန်ဖြစ်သွားပြန်ပြီနော် Queen Cup AAC ပဲနော်အဲတတော်များများနေရာအားလုံးအားလုံး AAC ပြန်ဖြစ်သွားပြီ AAC ပြန်ဖြစ်သွားတော့တက်ကဘာလို့လဲဆိုတော့ကျွန်တော်တို့စောင့်နေတယ်ဒီကောင်နောက်တစ်ခေါက်လာပါပဲအဲ့တော့ဒီကောင်ဟိုကလည်းဘာလို့လဲဆိုရှင်ဘာမှမသွားဘူးဘယ်ဟိုမှမသွားဘူးသူတို့စုံမထားရဲ့ဂျွာတွေဖြစ်တဲ့ကျွန်တော်တို့စံကုန်းတို့နော် ဒီလေခုံကြီးလေခုံလေးနော်ပြီးတော့ရဖျားအောင်ဖျားအောင်ဘုရောကြားအောင်ကူတောင်းပေါ့ကြားအောင်ကြားအောင်ဖျားတောင်းအောင်လေအဲ့လိုခေါ်ပါလေအဲ့အဲ့ဒီအဲ့ဒီပတ်ဝန်းကျင်နေနော်နောက်ထပ်ကျွန်တော်တို့ဒီကောလုံးမပြောင်းတော့ရိုးမတောင်ကြီးရရွာနေမှာပြန်ပြီးတော့အားယူပြီးတော့စောင့်နေကြပါဘယ်ချိန်ပြန်ဖြစ်မလဲတော့ကျွန်တော်မသိဘူးတက်ကလည်းဘာကြောင့်လိုင်းမရှင်းတာလဲအထက်ကပဲတားလာတာလားသူတို့ကပဲလိုင်းမရှင်းတာလားဒါကတော့ဒီ view ဟာနှစ်ခုပေါ်မှာကျွန်တော်အမျိုးတွေ စဉ်းစားကြည့်ပါတက်ကနံပါတ်1ချက်ဆန္ဒကျွန်တော်ပြောသလိုအလားကိုစောင့်နေလိုင်းမရှင်းဘူးเนาะတပုံကိုနေရစားစရာစားဝင်နေပြည်စုံထားတယ်သူတို့ဆိုရှင်မတိုက်နိုင်ပါဆိုလို့တော်တယ်မှာဆိုလို့ရှိရင်ဟလားချင်းကြိုက်ဖြုတ်ကြိုက်နေစားရည်နေရွေးရခက်ခဲအောင်မယ်အဲ့တော့ပြီးတော့တပုံကလူစီးပွင့်နေရတယ်အဲ့အဲ့ဒီအခြေအနေမျိုးမှာကျွန်တော်ကိုယ်တိုင်သာစဉ်းစားကြည့်ပါအခုလက်ရှိဒါ ARV ဒီအခြေအနေကိုကျွန်တော်ကောက်ကောက်ကုန်းနေမြင်စေခြင်း ਨੇ အဲ့တော့ ARV သားတွေလက်ရှိအခြေအနေမှာကျွန်တော်တို့အဲစီးအေးသွားပါပြီเนาะအေးသွားပါပြီဘယ်ချက်ပြန်ဆူလာမလဲကျွန်တော်မသိဘူးအဲကျွန်တော်တို့ ဒီစီရီကိုသုံးသပ်တဲ့အခါမှာစီရီအခုံအနေအမြင့်ကိုသုံးသပ်တဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကမတနည်းအားလို့ကြည့်လို့မရပါဘူးဆိုလိုချင်တာက ARV ဆို ARV တမျိုးတည်းမှာ ARV တနယ်တည်းမှာပေါ့နော်လာတိုက်တဲ့တပုံတွေကိုပဲကြည့်နေလို့မရပါဘူးသူတို့ကဟန်ချက်ညီညီနဲ့ coordinated attack လို့ခေါ်ပါတယ်နော်ဟန်ချက်ညီညီနဲ့သူတို့တိုက်တာပါဆိုလိုချင်တာက ARV ရဲ့ပဲခူးတိုင်းရဲ့နော် ARV ရဲ့ပဲခူးတိုင်းရဲ့နောက်ထပ်မကွေးတိုင်းအဆက်ပေါ့ဒါရခိုင်နဲ့ထိစပ်နေတဲ့နေရာတွေ ကြောက်ဖြူရဲစစ်တွေရဲကဒါက coordinated attack လို့ခေါ်တယ်ဒီတစုံလုံးကိုကျွန်တော်တို့ကြည့်ရမှာပါအဲ့တော့သူတို့စဉ်းကျင်တာပြည်နေ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 မှာဖွင့်ထားတယ်အဲ့တော့ဆိုတော့ကျွန်တော်ဒီနေရာကိုတိုက်ချင်လို့ဒီနေရာကိုလာပြီးတော့အခုဘယ်လိုခေါ်မလို့ဆိုရှင်တက်လှန်လာလားဆိုတာရှိသေးတာပေါ့နော်အဲ့တော့ AR ရဲ့အချက်ကိုဆက်ကပ်သွားကျွန်တော်ဘကိုးတိုင်းရောက်မှာဘကိုးတိုင်းကလည်းရခိုင်နဲ့ထိစပ်နေရခိုင်ကထိစပ်နေတဲ့နေရာလေးဆိုရှင်ဘယ်နေရာနဲ့ထိစပ်ဆိုချင်းချင်းပြည်နယ်နဲ့ထိစပ်တယ်ကျွန်တော်မကွေးတိုင်းနဲ့ထိစပ်တယ်ပြီးရင်အဲဘကိုးတိုင်းနဲ့ထိစပ်တယ် AR တောင်ပိုင်းမှာကျတော့ ARV တိုင်းနဲ့ထိစက်တယ်ထိစက်တဲ့နေရာရဲ့အားလုံးမှာဆင်းမျက်နှာဖွင့်လာတဲ့အခါကျတော့အဲကျွန်တော်တို့ကသူ့ရဲ့စီးရီးလှရှားမှုကိုဒါမျိုးကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ ARV မှာညင်သွားတယ်ညင်သွားတော့ဘကူးအတိုင်းမှာညင်သွားဆိုကျွန်တော်ဆက်ကြည့်ရမှာဘကူးအတိုင်းကျတော့အဲစီးရီးချင်းနောက်ဆုံးရရှိတဲ့သတင်းအရဆိုလို့ရှိရင်တို့ဘကူးကျော်ပေါ့အဲဘကူးကျော်အောင်ဖြစ်ပါတယ်ကျွန်တော်ညောင်ကျိုးပေါ့ညောင်ကျိုးကတော့ကျွန်တော်နောက်ဆုတ်ပေးတာကြာသွားပြီပြောလို့ရတော့ပေါ့နော်အဲ့ညောင်ကျိုးနောက်ဆုတ်ပေးတဲ့နေရာမှာတက်စခန်းရှိတယ်ဒီစခန်းသားမှာတော့တိုက်ပွဲကအဲတိုက်ပွဲကတော့အခု ဂျူဂျာဂျူဂျာရှိနေတယ်။နောက်ဆုံးရရှိတဲ့သတင်းရဆိုရှင်အဲတက်ကွဲဒီချိန်မမှုအောက်မှာ AA ရှစ်ရှစ်ယောက်ကြာသွားတယ်ဗျာ။ AA ရှင်းလောင်းရတယ်လက်နက်လေးလက်ရတယ်အရှိလေးလက်အတူတက်လက်လို့ပြောလို့ရတယ်။အဲ့တော့ကျန်တဲ့ဒီချိန်မမှုတွေတော့ဒီဟာရင်နောက်ပြီးတော့ဆက်လက်ပြီးတော့ချိန်မုန်းနေတယ်ပေါ့။ဆိုလို့ကျွန်တော်ကတော့ AA ထက်ပကိုးတိုင်းမှာအခုပကိုးတိုင်းကျွန်တော်ညောင်ကျိုးပတ်ဝန်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲမှာတော့တက်ကရလက်ကောင်းတယ်။ AA ကငြိမ်သွားပြီဆိုတဲ့ခါကျတော့ကျွန်တော်အထက်ကိုဆက်ကြည့်မယ်။မကွေးတိုင်းနဲ့ဆက်ဆက်နေတဲ့ဒီနယ်ရီကန် အဲ့နေရင်ကနေရမှာစီရေးလှုပ်ရှားမှုတွေရှိနေအောင်သွားတွေ့ရတယ်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်သူ့ကိုပတ်ထားတဲ့ချင်းပြည်နယ်เนาะချင်းပြည်နယ်ကတော့ကျွန်တော်တက်တက်တော်မှအခုက3ခုပဲကျန်တော့မြို့တော်မှာ3ခုပဲကျန်တဲ့အတွက်ကြောင့်မလို့ချင်းပြည်နယ်ကနည်းနည်းလေးတော့အဲဘာမှထက်တိုက်စဉ်းစားလို့မရတဲ့အခြေအနေမျိုးမှရှိတယ်ဗျာစီရေးစီရအဖြစ်ချင်းတပုံတွေကအောက်ကိုဆင်းဖို့ပဲရှိတယ်အောက်ကနေအပေါ်ကိုထပ်ပြီးတိုက်ဖို့တော့မရှိဘူးအဲ့တော့ချင်းတပုံတွေရဲ့ AA ရဲ့ PDF ရဲ့ဒေတာခံကုန်လုံးတွေအားလုံးပေါင်းပြီးတော့ coordinate attack လုပ်နေတယ် အဲ့တော့ဒီဒါကတော့ကျွန်တော် AR ရခိုင်ပြည်နယ်ရဲ့အရှိပိုင်းမှာဖြစ်နေတော့ဆက်ရခိုင် AD ပေါ့ AA ကစစ်မျက်နှာဖွင့်လာတာအနောက်ဘက်မှာလည်းဖွင့်လာတယ်။နောက်ဘက်မှာတော့ကြောက်ဖြူနဲ့စစ်တွေ။အကြောက်ဖြူလည်းကျွန်တော်ဆက်လက်စုံစမ်းကြည့်တယ်နော်။လေ့လာကြည့်တဲ့အခါမှာတော့အကြောက်ဖြူကအခုလူဦးရေတော့များလာတယ်။အကြောက်ဖြူကမြို့တွင်းမှာလည်းအခုတော့တာယာလာတယ်။လူဦးရေတွေလည်းအများများလာတယ်။ဘာကြောင့်စစ်ချောင်းတွေပြန်လာပြီးပြန်နေနေကြပြီနော်။အဲ့တော့ကြောက်ဖြူမြို့ရဲ့အစွန်လေးအကြောက်ဖြူတော့ဖြစ်ပါစစ်တွေမြို့ရဲ့အစွန်လေး ရန်သူခိုကက်လေးရှိသောနေရာတွေတော့မှပဲရန်သူကဆက်လက်ကတ်မရဲတော့မယ်နဲ့အဲဘယ်လိုခေါ်မလဲဆိုတော့ငိမ့်နေအပြစ်ခတ် နေငိမ့်နေတာဆိုလို့ရှိရင်ရက်သက်တစ်ပတ်လောက်တော့ရှိပြီပေါ့ဗျာနော်အဲ့တော့ကျောက်အဲစစ်တွေလည်းငိမ့်မြန်ပြီနော်စစ်တွေလည်းငိမ့်နေပြန်ပြီအဲ့တော့မငိမ့်လို့လည်းမရဘူးစစ်တွေကလည်းပြတ်သားတယ်ဗျာအနာကက်မဲမဲနေအကုန်ပြစ်တာအဲ့တော့သူတို့ကက်လေးရှိတဲ့နေရာမှာမကက်ရဲတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့စစ်တွေကိုသူတို့ရဖို့ဆိုတော့ အဲသူတို့ဘလို့ပဲအကြံစီရှိနေရှိနေပေါ့ဗျာနော်အဲဒီစီရေးသုံးသက်သူတွေနဲ့ရမယ်မရဘူးရမယ်မရဘူးသူတို့တွေနဲ့ theoretically သူတို့က theory အားဖြင့်အမျိုးမျိုးတော့သုံးသက်ပြနေရှိနေပြီမဲ့လက်တွေ့မှာတော့စစ်တွေနာကိုကတ်ဖို့မပြောနဲ့စစ်တွေကလည်းမင်းမဲမြင်အကုန်စော်ပါလေနော်အဲ့တော့စစ်တွေမှာလည်းငြိမ်နေတယ်အဲ့တော့စီရေးအားဖြင့်ကျွန်တော် ARC စီရေးကိုကြည့်မယ်ဟေ့ဆိုရှင်ကျွန်တော်တို့သူနဲ့ပတ်ပတ်လည်မှာရှိတဲ့စီရေးတွေအားလုံးမှာထက်ထွက်စဉ်းစားရမှာဖြစ်တယ်အဲ့တော့ဒီစစ်တွေငြိမ်စစ်တွေငြိမ်သွားပြီဆိုတော့ကြောက်ဖြူကကျွန်တော်ထက်ထွက်စဉ်းစားရမှာအကြောက်ဖြူတဲ့ထိုးကထိုးလေးလည်းကောင်းပါမယ် ကျောက်ပြူဆိုရှင်နဲ့မြို့ထဲမှာตายရတယ်เนาะမြို့စွန်အခန်းတက်တွေလည်းตายရတายရရပဲထို့သူတက်ကအောင်မြင်ချက်ခြင်းအဖြစ်အဲနောက်ထပ်ဒီကလဘာတောင်တို့เนาะအဲနောက်ထပ်ဒီပေါ့ဗျာဒီချားရွာတွေရှိပါသေးတယ်အဲ့ဒီရွာတွေအားလုံးကိုတက်ကအနေမြင်ချက်ထွင်ပြီးတော့เนาะအကာအကွယ်ယူထားတယ်เนาะအကာအကွယ်ဘယ်လိုခေါ်လို့ဆိုရှင်အဲဘလောက်မှာသိုးစစ်မဟုတ်ဘူးသိုးစစ်မဟုတ်တော့ညာလည်းပဲမိမိကိုမိမိခုခံကာကွယ်မှုအနေနဲ့အနေနဲ့ပေါ့နော်ဟို ခိုင်ခိုင်မာမာနေရာ view site ကိုကိုကိုကာကွယ်ထားနိုင်တယ်လို့ပြောအောင်ပါဗျာနော်အဲ့တော့ဆိုလိုချင်တာကအခု ARV စီရေးလဲညိမ့်ပါပါပြီနော်ညိမ့်နေပြီဘယ်ချက်ပြတ်ဆိုမှတော့မသိဘူးသူဘာပြူပါလဲတော့ကျွန်တော်မသိဘူးလက်ရှိဖြစ်ရှိဖြစ်ရှိတရားကိုကျွန်တော်ပြောကြသနော် ARV ကျွန်တော်ကွင်းကောက်ကလည်းစစ်ဆောင်နေရှိတယ်အင်ကပူလည်းစိုးရင်ခဲ့တာရှိတယ်နော်ပြီးရင်ငတိုင်းကြောင်လည်းစိုးရင်ခဲ့တာရှိတယ်အဲနောက်ထပ်မြန်အောင်လည်းစိုးရင်ခဲ့တာစီရေးအပြစ်စစ်လန့်နေတာရှိတယ်အဲနောက်ထပ်ဒီရေးကြီးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ တူတာကုန်ပြေเนาะဒါတွေလည်းစေအဖြစ်ဆိုရင်ထိတ်လန့်နေကြရှိပြီမဲ့အဲကျွန်တော်တို့ဒီနေ့လက်ရှိသိချင်ပါပဲနော်ဟို ARV နဲ့ပတ်သက်ပြီးတော့ ARV သားတွေတော့လောက်မြန်မာနိုင်ငံငင်းညမ်းစေခြင်းတွေတူတွေတော့လောက်အားလုံးသိချင်ပါပြောပါမယ်ခုချိန်မှာစေအဖြစ်ငြိမ်နေပါပြီလို့ပြောချင်ပါတယ်အင်းအားသူတရားကြလောက်ကြပြီတရားနေသာခိုင်းသာရှိသွားပုံရပါတယ်အဲတော့ကြောက်ကြည့်လည်းငြိမ်နေစစ်တွေလည်းငြိမ်နေ ARV တိုင်းလည်းငြိမ်ပါတယ်အဲဘကိုးတိုင်းလည်းကျွန်တော်တို့ဘကိုးတိုင်းသူတို့ဖောက်ထွက်မှုစူးစမ်းနေနေရာလည်းငြိမ်ပါတယ် အပြီးရင်တော့တကယ်နည်းနည်းလှုပ်လှုပ်ရှားရှားရှိတဲ့နေရာကတော့ဒီအမ်ဘရန်လမ်းပေါ့အမ်ဘရန်လမ်းမှာရှိတဲ့နေရီကစခန်းမှာတော့ကျွန်တော်ကြည်ရတာတော့လေနည်းနည်းလေးစီးအဖြစ်လှုပ်ရှားမှုရှိတယ်လို့ပြောလို့ရပါမယ်လေအေးအေးအနေနဲ့ပေါ့ဒီစခန်းကြီးကိုတိုက်ဖို့ဆိုတော့မလွယ်တော့ပါဘူးတက်ကလည်းသူတို့နေနေရှင်းလင်းမှုတွေနော်ဟိုဘာခေါ်မလဲဆိုတော့မျိုးမျိုးစောင့်ရတဲ့အရာရှိရတဲ့ကြောင့်မို့လို့တော့စီးအဖြစ်ကျွန်တော်ဆက်လက်ပြီးလေ့လာပါမယ်ဒီအချိန်ကြောင်းမှာအဲ့တော့ဒီတစ်ချောင်းဒီကျွန်တော်တို့ရခိုင်စီးရေပေါ့ AIC ကိုလေ့လာတဲ့အခါမှာတော့ အကြောဒီတခွေလုံးကိုကြည့်ရမှာပါဘယ်နေရာမှာဘလို့ခုံလဲဘယ်နေရာမှာဘလို့ခုံလဲဘယ်နေရာမှာဘလို့ထကြွတယ်ဘယ်နေရာမှာဘလို့ညာတာပြီးတယ်ဘယ်နေရာမှာတိုက်တယ်ဆိုတော့သိရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီရေးကအခုချိန်မှာတော့နှစ်ဖက်စုံညီနေတယ်ဘာ viewer လည်းမသိဘူးတက်ကလည်း viewer ကောင်းတော့တော့မမင်းနဲ့နော်တပုတ်ကရွာတွေမှာပြန်ပြီးတော့စောင်းဝင်နေ AC နားနေကြတယ်တက်ကလည်းအေးဘယ်ချိန်ပြန်လာမလဲမင်းလာကုန်မင်းလာကောင်းချောင်းဘာလုပ်နေတာလဲဘာလုပ်နေတာလဲအကျောင်းမေးရမှာပေါ့နော်အဲ့တော့ဒါအခုလက်ရှိဒီစီးရေးချင်းနေလေအဲဒီအေးလိုက်ပါဦးလက်ရှိဘယ်နေရာပဲဖြစ်ဖို့ပဲနော်နောက်ဘယ်နဲ့ပြန်ဆူလာမလဲမသိဘူး ုချိန်မှာတော့ရင်ဘက်ပေါ်လက်ကလေးတင်ပြီးတော့အေးဆေးပါပဲလားပနေရပဲဖြစ်ပေါ့ကျွန်တော်ကဲထားအဲ့တော့ကျွန်တော်တို့နောက်ထပ်အဲကချင်ပြည်နယ်စီရီကိုသွားရအောင်နော်ကချင်ပြည်နယ်စီရီဆိုလို့ရှိရင်တော့အရလာအပြည့်ကောင်းတာရှိတယ်နော်အင်းတော်ကြီးပေါ့အင်းတော်ကြီးကချင်ပြည်နယ်မှာအင်းတော်ကြီးဆိုတာရှိတယ်အင်းတော်ကြီးအိုင်နာကနော်မြန်မာနိုင်ငံအိုင်ကြီးတွေတော်တော်ပါဝင်နေတယ်ဒီအိုင်ကြီးတွေခုပါဝင်နေတာအင်းတော်ကြီးမှာ KIA စကန်းကို ဟို20နဲ့3ရက်နေမှာเนาะသူထမင်းစားချိန်တက်ကလည်းတည်တယ်ကထမင်းပဲစင်ချပဲချိန်ပေါ့ပဲချိန်စားလို့ဆိုတော့တည်တယ်အဲ့တော့မနက်7:00နာရီလောက်မှာလေးနဲ့ကျဲသွားတယ်ကျဲတဲ့ခါမှာထမင်းစားချိန်ပွက်တီထိပြီးတော့ AA ရော PDF ပေါ့တော်တော်လေးအထိနာသွားတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့အကြဆုံးများနိုင်ပါတယ်အဲ့ဒါဒီသတင်းလေးတွေကျွန်တော်အဲသိရှိရတယ်အဲ့တော့အင်းတော်ကြီးပြီးတော့ကျွန်တော်တတနိုင်အဲတနိုင်အချိန်ကိုကျွန်တော်အဲကြားသိထားတာရှိလာပြီပြောသေးလားတနိုင်ကတက်တယ်တက်တယ်ကြားပါ နောက်ဆုံးလိုက်ရပြီအဲ့တော့တနိုင်းဆိုတာအားလုံးသိတယ်ဗျာเนาะရွှေထွက်တယ်ပရင်ထွက်တယ်ပရင်ဆိုတာတကယ် special ထွက်တာတကယ်ဈေးကကောင်းတယ်ပရင်ပရင်တွင်းကြီးတယ်ပရင်မော်ကြီးပေါ့ဗျာเนาะအဲ့တော့အဲ့ဒီနေရာမှာအခုဆိုရင်အရင်ကတက်နဲ့တက်ကိုလည်းအဲ့ဒီကပေးရတယ်အဲ့ဒီပရင်တူးရတဲ့နေရာတက်ကိုလည်းပေးရတယ်เนาะ KIA ကိုလည်းပေးရတယ်အဲ့တော့မျှစားပေါ့ဗျာเนาะပတ်စံလည်းဘယ်လိုမှမဆိုတော့တရားမှုန်ပေါ့ဗျာအခွန်လို့ပေါ့နိုင်ငံတော်ကတရားမှမမြအောင် အဲတက်ကရရတဲ့ဟာတော့နိုင်ငံတော်ရမရလို့ကျွန်တော်မသိဘူးပေါ့ဗျာနော်တေချာလူကတော့ KIA ကတော့အဲ့ရနဲ့အခွင့်အရေးရအနေတာမဟုတ်ဘူးနော်ရွှေရွှေနေရာနေရွှေမော်တွေကလည်းအခွင့်အရေးရအနေတာမဟုတ်ဘူးတက်ကတော့ဒေသခံတက်ကရလာလားဒါမှမဟုတ်စစ်တပ်ကြီးတခုကရလာလားကျွန်တော်မသိဘူးအဲ့ဒီမှာရှိနေတဲ့ twin two မဲ့သူတွေကပရင်တူးမဲ့သူတွေကပရင်မော်သမားတွေကနှစ်ဖက်စလုံးပေးရတယ်လို့ကြားသိရတယ်သူကတော့လည်းအခုအဲ့ဒီမှာကိုတက်မှမရှိတော့လေဟိုကပေးပါတော့မလားနော်အဲ့ဒီမှာရှိတဲ့တက်ကိုလည်းအဲ KIA နဲ့ PD ရအပူပေါင်းဖွဲ့တွေကဝင်သိမ်းသွားခဲ့ပါပြီနော်ဝင်သိမ်းသွားတဲ့အတွက်ကြောင့်အဲ့မှာလုံးဝတက်မရှိတော့ဘူး ရှိတဲ့ခါမှာအခု KIA ကလုံးဝမင်းမှုနေပါပြီမင်းမှုလဲဆိုတာအဲ့မှာလုံးဝသူတို့ပဲပေးရသူတို့ကခွန်ဆခွန်တော်ဆက်သားရမယ်အဲ့ဒီမှာလမ်းအောင်ဖောက်ထားပြီးနှလန်းသွားနေပါလေရှိနေပြီတဲ့ဗျာနော်အဲ့တော့နလန်းသွားလေရှိနေတဲ့အပြင်ကို KIA အရာရှိကြီးတွေပေါ့နော်အရာရှိတွေကလည်းသူတို့အတွက် KTB ယုံဘာယုံညာယုံတွေနဲ့ဧက္ခံရသေးတာနော်အဲ့တော့ဒီနေရာမှာအစိုးရရဲ့ဝင်ငွေတက်ရဲ့ဝင်ငွေအများကြီးဆုံးရှုံးသွားပြီတကယ် special ဒီပရင်ထွက်တဲ့နေရာရွှေထွက်တဲ့နေရာဟာ တက်ရဲ့နာမှုမရှိတော့ KIA နာမှုချုပ်ကိုင်ခါအဲ့တော့ဒီစခန်းကိုပြန်တိုက်ပေးဖို့ဆိုပြီးတော့ကျွန်တော်ကြားသိလာရတာပါလဲဆိုတော့လေဝါရဆုအဖွဲ့ကသူကစတော့မသိဘူးလေသလားသူတို့ရအောင်ပြန်တိုက်မယ်မလို့လေသူအရှိရတိုက်မယ်နာမှုရှင်ပူပေါင်းတိုက်လို့ကနော်အဲ့ဒါကိုလေဒီတိုင်းသားသားကလုံးဝလက်မခံပါဘူးတဲ့ဗျအဲ့လိုကြားသိနေရတာအဲ့တော့ဘယ်သူကဘသူ့ကိုဘာတွေလုပ်ပြီးတော့ဘာကြောင့်မတိုက်ချင်ကြလဲအမှစီးရီးပြူဟာတွေလောက်ပါဗျာနော်အဲ့တော့တော်တော်လေးတော့ သူတော့သူတော့မေးခွန်းနေတော့ရှိပါပဲနော်မေးခွန်းနိုင်အောင်မေးပိုင်လို့ရှိတယ်ပေါ့နော်အဲ့တော့ဘလို့လဲဒါကချင်ပြည်နယ်ရဲ့အစည်းအချင်းတွေကိုကျွန်တော်တို့ဒါအခုလက်ရှိသုံးသပ်မှာဆိုရင်အဲကချင်ပြည်နယ်မှာတော်တော်များများဆက်တက်တယ်နော်နည်းနည်းပါးပါဒီတနိုင်းဆိုတော့ဆုတ်ထားရတာလည်းရှိတယ်အဲတချို့ညာရောင်းမှာဟို stand off ပုံစံပုံစံမျိုးဖြစ်နေဥပမာဒီဗမော်ဗမော်အကြောင်းလေးစမှာဆိုတော့ဗမော်ကတော့အဲလက်နက်နဲ့လက်နက်ကြီးနဲ့အဝေးကနေလှမ်းပစ်နေရတာလည်းရှိတယ်ရန်သာမန်တပစ်ကြတော့ဗျာနော်အဲ KIA ကလည်းလှမ်းပစ်တယ် အတက်ကလည်းဘာပဲဖြစ်ဖြစ်တော့သူ့လာပြန်ပြည့်တော့ပြန်ပြစ်မှာပဲအဲပြန်ပြစ်တော့အဲတက်ဘက်ကနည်းနည်းလေးပေါ့ဟိုရန်နမန်ပြစ်လိုက်တဲ့နေရာကြီးကသူတို့နည်းနည်းပါလာကြရရောရှိမှာပဲရှိတယ်ရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေအဲဘမောအချင်းကြီးရောရှိပြန်တော့ညာလည်းပဲအဲ KIA ကဘမောကိုစက်ကြောက်ကြီးလိုဖြစ်နေတာဘာကြောင့်လဲသွားစမ်းရင်ဘမောကတက်တယ်စိတ်တက်ကောင်းတယ်ခံချတယ်ဘာမှဂိမ်းမဆိုင်ဘူးပေါ့ဗျာနော်ဟိုနောက်ဆုံးချင်းနေဖြစ်ဘာလမ်းဖြူလိုက်လာမပြောနဲ့လမ်းဖြူဆိုတော့တမိုင်းကြားဆိုမှမရှိဘူးစပုံစံမျိုးလေး တင်းတင်းကြပ်ကြပ်ခံချအမိသားစုစိတ်ဓာတ်နဲ့စိတ်ဓာတ်ကောင်းအောင်အဲ့တော့ KIA ကဘာမှမရှိရတက်တက်တက်ကိုတိုက်နေလေဆိုရင်တခါတိုက်ဖို့ဆိုဆယ်ချင်းအောင်စဉ်းစားတယ်စဉ်းစားပြီးတော့တိုက်တယ်အဲ့တော့အခုတော့မတိုက်သေးဘူးလက်နဲ့ချင်းရင်ပြင်နေရရှိတယ်သူပြစ်ကိုပြစ်ပါမယ်ဘာမှအခြေအနေကတော့အဲ့လိုအခြေအနေမျိုးပဲရှိနေတယ်ပေါ့ဗျာနော်အဲ့တော့ပါတော့ဒါမျိုးအခြေအနေဟာအဲတက်ဖက်ကစဉ်းစားလို့ဆိုမကောင်းဘူးပေါ့ဗျာဆိုလိုချင်တာကနေရာတစ်ခုထဲမှာဘယ်လောက်ထိကြကြဒါမျိုးကြီးထားမှာလဲခင်ဗျားတို့ဘယ်လိုထားမှာလဲဘာလုပ်မှာလဲအဲဥမေအောင်လည်းမေးရဗမာနဲ့ပတ်သက်ရင်ဘာလုပ်မှာလဲခင်ဗျားဆက်တိုက်မှာလားခင်ဗျားတို့စစ်တီလေအားလုံးကဒီလိုပဲ ဒီလိုပဲဟိုထားပြအခုကျွန်တော်တို့စကိုင်းတိုင်းအင်းတော်မြို့နယ်ဆိုရှင်ဒါဒီကချင်ပြည်နယ်ကိုနေပြည်တော်နေပြီးတော့ဒီစစ်ကြောင်းစစ်ကူပို့ရတဲ့ချင်းတွေအခုဆိုရင်စစ်ကူပို့ကအရင်ကခက်ခဲလာအင်းတော်ကြာသွားပြီအဲ့တော့ဗမော်ရဲ့စီအေးဒီဘာမဆိုတော့စီအေးဘာဒန်ဆိုတဲ့ဒီဘာမလဲအထုပ်ပို့ပေါ့ဝင်းဒိုးဝင်ပို့ကြည့်ရဆိုရှင်မခုံးပေါ်မှာတော့ပို့ကြည့်လာတယ်အဲ့တော့ဘာလုပ်မလဲဘာလုပ်မလဲဆိုတာကမေးရမှာပေါ့ဗျာနော် နော်ဘာလို့ပါလဲဘာမို့ဘာလို့ထားမှာလဲဒီတိုင်းပဲသူတို့ဒီသဘုံလာတိုက်လိုက်ဟလာပြန်တိုက်လိုက်နဲ့ဘလောက်ကြကြာဘလို့ခေါ်မဆိုကြကြာတော့နေနိုင်တော့ဗျာဒါမဲ့ဘလို့ဘသူသွားနေပြောမလဲအဲ့တော့ဘာလို့ပါလဲ KIA နဲ့ပတ်သက်ပြီးတိုက်မှာတိုက်ရင် KIA ခန်းစားချက်ကိုလည်းဒီလိုမျိုးဖြစ်အောင်လုပ်ပေးအဲ့ကိုကိုလူကြတော့ကိုကျိုးတုတ်ထားတယ်နော်ကျိုးတုတ်ပြီးနေရာမှာထားတာဟိုကောင်ကလာဆန်းလာဆန်းလာဆန်းပုံစံဒါလုံခဲ့တဲ့ဥမာပြ2021အချင်းချင်းเนี่ยဒီပုံစံပဲထားနေဒီလိုပဲဖြစ်လာတယ်အဲ့တော့ ဟိုဘယ်လိုခေါ်မလဲဆိုတော့တော်တော်လေးအာကျွန်တော်တို့နားလေကခက်ခဲတဲ့ view ဟာမျိုးတွေဖြစ်တယ်ဘာ view ဟာလဲဖိအဲဒီ view ဟာလားတောင်ဝန်လေးရှင်လဲဟိုတကယ်နပိုလီယံမျိုးလို view ဟာမျိုးလားအမေရိကန် view ဟာလား VNM view ဟာလားဘာ view ဟာမှန်းကိုနားမလဲတဲ့အခြေအနေမျိုးတွေအဲဖြစ်နေတယ်เนาะအဲ့တော့အဲ့ဒါအခုကျွန်တော်တို့ဒီစီရေးမှာ ARV တိုင်းအတွက်ကျွန်တော်တို့စီရေးသုံးသပ်ချက်လေးတွေပြီးသွားပြီเนาะ ARV ဘကိုးတိုင်းရလက်ကောင်းလေးရလက်လေးကျွန်တော်ပြောပြပေးသွားပြီเนาะနောက်ထပ်စစ်တွေကြောက်ဖြူပါခဲ့ပြီစကိုင်းတိုင်းအဲနောက်ထပ်ကျွန်တော်တို့ဒီ ကချင်ပြည်နယ်ဗမာအခြေအနေကတော့ဒီကဲ့သို့ဒီချမ်းသာရှိတယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့အာကျွန်တော်တို့နောက်ထပ်ဗလာရီပြောအခုချိန်မှာဗျာနော်မူရစီတွေညမပြီမှာပြန်နှံ့နေတယ်အဲ့ဒါလေးသတိထားရမယ်ဗျာသိလားအမူရစီမိရင်ငွေချင်းနဲ့ယူပြီးထုတ်ရတဲ့အတိုင်းတော့လုပ်မရတဲ့အတိုင်းသာမျိုးလေးရှိနေတယ်အဲ့ဒါလေးတွေကြက်ကြက်အဲသတိထားရမယ့်အခြေအနေတွေရှိတယ်ဗျာသိလားနေရာတိုင်းမှာပါပဲဟိုတနေ့ကအာကျွန်တော်တို့မအီပေါ့မအီမင်းလုံးလမ်းမှာဝေးစီဝါမိတယ်လေအဲ့ဒီမိမိတဲ့ ဟုတ်စုသူတပည့်တဲ့သူကနာမည်လည်းသိတယ်နော်ဟိုသူကဖမ်းလည်းဖမ်းမိတယ်ဖမ်းမိတဲ့ဟာကိုနစံတရနေ့နစံတရနေ့နစံတရနေ့ဒီလူငင်းနေမှာပြန်ထွက်လိုက်တယ်ဘယ်နေရာကနေရဆိုတပတ်နှစ်ပတ်လောက်ပဲနေရတယ်ဘလို့တွေဘလို့တွေလုတ်သွားလဲတော့ကျွန်တော်တို့နားလေတော်တော်ခတ်ပါတယ်ကဲဟုတ်ပါပြီဒီနေ့အဓိကပြောချင်တဲ့ကိစ္စကတော့ ARD ဂျန်ငင်းသွားပါပြီနော်ဂျန်ငင်းသွားပါပြီသူတို့ CA အဖြစ်နည်းနည်းလေးဒါဆန်းလိုက်ဒါမှသူတို့ရဲ့ view ဟာတော့တိုက်ဆန်းတော့ဗျာနော် တစ်ခုခုတော့ရမှာပဲဆိုတဲ့အနေနဲ့တို့ဆိုလို့ကျွန်တော် ARU ကိုရရင်လည်းအရှုံးမရှိဘူးနော်နောက်တစ်ခုကညောင်ကျိုးကြပြီးတော့ဟလာကျွန်တော်တို့ဒီစင်လန်လေလန်ကြပြီးတော့ကပ္ပစာရရင်လည်းအရှုံးမရှိဘူးဟလာမကွေးတိုင်းနဲ့ချိတ်ဆက်ပြီးသွားရင်လည်းအရှုံးမရှိဘူးဆိုတော့ကြောက်ကြောက်ဖြူရရင်လည်းအဆုံးမရှိဘူးစစ်ပြူရရင်လည်းအရှုံးမရှိဘူးဆိုတော့ဒီစစ်ဒီနေဖွဲ့လုံးဟာ coordinate attack လုပ်နေတဲ့အတွက်ကြောင့်မလို့အဲပြည်သူတွေအနေနဲ့လည်းသတိထားတင်တယ်နော်ဒါ ARU မှာဒါဆိုလို့ရှိရင်လာပြီးတော့စုအောင်လုပ်သွားတာပဲမစုအောင်လုပ်သွားတာပဲ ဟိုတော့ AI တော်တော်လေးကိုရင်ခုန်သွားတာမှာရင်ခုန်စရာကောင်းတဲ့ကြောက်ရွံ့စရာကောင်းတဲ့အခြေအနေဖြစ်နေဖြစ်သွားတာအဲ့တော့စစ်တပ်ကလည်းပြောခြင်းနဲ့ဗျတပုံကိုရွာထဲမှာစားဝတ်နေရေးပြည်ဆောင်မထားပါနဲ့တပုံဆိုတာမျိုးဟာခက်ခဲတဲ့အလုပ်ဖြစ်ရမှာအခုကတပုံလုတ်ကပို့ပြီးတော့ပြောဖို့ကောင်းနေတယ်တပုံလုတ်မှာစားခေးတောက်ရေးလည်းအဆင်ပြေတယ်ရွာထဲမှာလည်းနေရတယ်အိမ်ထဲလည်းနေရတယ်ဟုတ်လားအဲ့တော့ခေတ်ဆက်တပုံတွေကကျောဖို့ဤစခန်းနဲ့နေရတာကျောဖို့ဤစခန်းဟုတ်လားကျောဖို့ဤထဲမှာအင်ကြီးပါတယ် ဆောင်းပါလေချင်းအောင်ပါလေတော်တိုက်စီပါလေဒီတိုင်းမနေရတာရောက်တဲ့နေရာမှာချင်းအောင်ထောင်ပြီးအိပ်ရတာအဲ့ဒါကျိုးဝိစခန်းကိုခေါ်တယ်အဲ့လိုနေရမယ်ဆိုအခုတပုံတွေကဟိုတယ်နဲ့နေတဲ့တဲ့တပုံနဲ့နော်အိမ်ကြီးအိမ်ကောင်းနဲ့နေတဲ့တပုံဟိုတော့ကတပုံတွေထားလိုက်စမ်းပါလို့လိုနေရင်လည်းငင်းငယ်စကားဝဲကိုရောက်လာပါလိမ့်မယ်ခုကခင်ဗျားတို့တပုံကိုပြောင်းအောင်လုပ်နေတဲ့ဦးမင်းအွန်လိုင်းဖြစ်တယ်တပုံကိုပုံဝေးတော့ပွေးတာဟာလားအဲ့လိုမျိုးဖြစ်အောင်မလုပ်ပါနဲ့လို့ပြောချင်တယ်ဒီကမှအဆုံးသတ်ပြရတယ်နော်ဟုတ်လား